အားလုံးပဲမင်္ဂလာပါ။နေ့ကျွန်မပြပြပေးသွားခြင်းတဲ့အကြောင်းအရာကတော့စာဖတ်လေးခြင်းရဖို့အတွက်ကြိုးစားခဲ့တဲ့ပုံစံလေးကိုပြပြမှာဖြစ်ပါတယ်။ကိုယ်တိုင်းကျင့်သုံးခဲ့တဲ့ပုံစံကိုယ်တိုင်းတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။မမိုရီစကိုတ िश ူအပိတ်ကြတို့အပေါင်းလို့ရှင် ် memories ကိုဝင်ကြည့်တဲ့အခါတိုင်း Vivian သုံးပြီးကြည့်ပြီးခြင်းအဖြစ်အများစုပြုလုပ်ငန်းတွေအတွက်တထောင်တနေရာကနေပါဝင်နိုင်ကြောင်းအတိပေးလိုပါတယ်ရှင် Vivian လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရစေနော်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိလိုက်ပါစီမျှော်ဖို့ဖိတ်ခေါ်ပါတယ်ရှင်အားဆိုရင်ဆက်လိုက်ကြရအောင်ပထမအဆုံးကတော့ဒီ စာအုပ်ကိုဆက်ဖတ်ဖြစ်ခဲ့တဲ့အကြောင်းအရင်းကိုပြချင်ပါတယ်။ဒီရဲ့အဓိကအကြောင်းအရင်းဆိုလို့ရှိရင်တော့အာကျမရဲ့ daddy လို့ပဲပြောရပါလိမ့်မယ်။အာ daddy ကကျမကိုဒီငငယ်လေးစာဖတ်တတ်ပါပြီဆိုတဲ့အရွယ်ကလေးကစာဖတ်ချင်အောင်ဒီစာအုပ်တွေကိုအများကြီးဝယ်ပေးရပေါ့နော်။အာငငယ်တုန်းကဖြစ်တဲ့အတွက်ဒီကာတွန်းစာအုပ်လေးတွေကာတွန်းရုပ်ပါတဲ့စာအုပ်တွေဒီကာတွန်းသတင်းစာတွေ ပုံပြင်စာအုပ်တွေဆားရှိတဲ့ဒီကလေးတွေဖတ်ချင်စေဖြစ်စေတဲ့ဒီစာအုပ်မျိုးတွေကိုဒီခဏခဏဝယ်ပေးတယ်အများကြီးဝယ်ပေးတယ်ပေါ့နော်အဓိကကတော့ဒီစာဖတ်စေချင်တယ်ပေါ့နော်အဲဒီအတွက်ကြောင့်ဒီငငယ်လေးကလေးကစာဖတ်တဲ့အလေးအချင်ကတော့အနည်းနည်းအနည်းအချင်းတော့ရှိခဲ့တယ်ပေါ့နော်အဲ့နဲ့အသက်ကြီးလာရဲ့အရွယ်ရောက်တဲ့အခါမှာကြတော့ဒီကတ်တူးစာအုပ်တွေပုံပြင်စာအုပ်တွေမဟုတ်တော့ဘဲနဲ့ဒီဖေမင်းရဲ့ အာဆရာဖေမြင့်ရဲ့စာအုပ်မျိုးတွေအာဆရာကြီးမြတ်တန်းတည်းရဲ့စာအုပ်တွေဒီဆရာကြီးမြတ်တန်းတည်းရဲ့ဒီလာမင်းကိုထရံပေါ့မှချောင်းချီခြင်းဆိုတဲ့စာအုပ်မျိုးတွေပေါ့နော်ပြီးရင်ဆရာကြီးဖေမြင့်ရဲ့အာဒီ ဘဝတက်လန်စာပေရေတူတာစာပေစာအုပ်တွေကိုဖတ်ခိုင်းနေပေါ့နော်ဒီ CI ဖြစ်မိရဲ့တူတာစာပေရေဘဝတက်လန်စာပေတွေမှာဆိုရင်တော့သူကအာတချို့ဟာတွေမှာဆိုရင်တူတာစာပေတွေပဲရေးထားသလိုမျိုးရှိတယ်လို့အာတချို့ဟာတွေမှာဆိုရင်တော့ဘဝတက်လန်စာပေကိုမှသူကတူတာစာပေရောရတစာပေရောအာပေါင်းပြီးရောပေါက်ဆက်ပြီးရောရေးထားတာမျိုးတွေလည်းရှိတဲ့အတွက်ဒီစာဖတ်တဲ့အခါမှာမပြင်းဘူးပေါ့နော်အာဒါပေမဲ့လည်းကိုကဒီ နည်းနည်းအရန်နဲ့အတက်ကလည်းမကြီးသေးဘူးအဲ့လိုမျိုးစာဖတ်ခြင်းရဲ့ကောင်းကျိုးတွေကိုလည်းတိကျမသိသေးတဲ့အခါကျတော့စာအုပ်ဖတ်ရတာကိုနည်းနည်းပြင်းတယ်ပေါ့နော်စာဖတ်ရတာကိုပြင်းတယ်စိတ်ဝင်စိတ်ဝင်စားတယ်လို့မျိုးဖြစ်တယ်အဲအဲ့ဒီအတွက်ကြောင့်နောက်ပိုင်းမှာဒေကဒီ အာဒီဘဝတလန်းစာပေတွေပဲမဟုတ်ပဲနဲ့ဒီတခြားဝိထုစာအုပ်ကလေးတွေရောကိုစိတ်ဝင်စားရင်အာကိုစိတ်ဝင်စားတဲ့တခြားစာအုပ်တွေကိုပြောင်းဖောက်ကြည့်ဖို့ပြောလာရယ်ပေါ့နော်အာဒေရဲ့အတ္တကရေချက်ကရောဒီစာဖတ်ဖို့ပဲအရေးကြီးရယ်စာ စာဖတ်ရင်ပြီးတော့ကွာဒီဘာသာအုပ်ပဲဖတ်ဖတ်ပေါ့နော်ဘဝတက်လန်းစာပေပဲဖတ်ဖတ်ဝိထုစာပေပဲဖတ်ဖတ်ရတစာပေပဲဖတ်ဖတ်အထုပ်ပတ်တီပဲဖတ်ဖတ်ဘာပဲဖတ်နေဖတ်နေဒီအဓိကကတော့စာဖတ်ဖို့ပေါ့နော်ဒီစာဖတ်တီအလေးအချက်ရှိသွားပြီဆိုမှဒါတခြားအော်ဘယ်စာအုပ်ကိုဖတ်ရင်ကို့အတွက်ဘာရမလဲဘယ်စာအုပ်ကတော့ကို့အတွက်တိတ်မသင့်တော်ဘူးပေါ့နော်အဲ့လိုမျိုးတွေကိုကို့ဘာလဲကိုနောက်ပိုင်းမှာခွဲခြားသိမြင်လာနိုင်တယ်လို့ဒီကအဲ့လိုမျိုးအော်ရှင်းပြပြပြရေပေါ့နော် အဲ့ဒီအတွက်ကြောင့်အဲ့ဒီကနေပဲဒီစာအုပ်တီကိုစတိုက်စတိုက်ရင်းငယ်လေးခဲရအနေနဲ့ပပဖတ်ခဲ့ရဖြစ်တယ်ကြီးလာတော့စတိုက်စတိုက်စတိုက်လေးအာစာအုပ်တီဖတ်ဖြစ်လာရေပေါ့နော်အဲ့ဒီစာအုပ်ကိုဖတ်ပြီးဆိုရနဲ့ဒီရိုးရိုးတတန်ပဲအာတချို့တွေကတော့တွေးလိမ့်မယ်ပေါ့စာဖတ်တာပဲဘာခတ်လို့လောက်တယ်မလားဒီတိုင်းအာစာအုပ်ကိုဖတ်ရုံပဲလေ ဘာများခက်ခဲလို့တော့ဘယ်လိုလိုဖတ်ဖို့ဖန်တီးရရဲ့လို့လဲရှိမှာလေလို့တချို့တွေကတော့ပြောကြလိမ့်မယ်။ဒါပေမဲ့ဒီစာဖတ်သူတရားအနေနဲ့စာအုပ်တအုပ်ကိုဖတ်ပုံဖတ်နေတာတိတိကျကျလေးရှိတင်နေရှိလဲရှိပါရဲ့။အဲဒီတခြား ဒီတယောက်နဲ့တယောက်အာတယောက်နဲ့တယောက်စီမှာရှိရဖက်ဖုံဖန်ကြီးလေးတွေကတော့မတူပဲနည်းနည်းလေးလေးကွဲပြားခြားနိုင်တာတွေရှိရှိနိုင်ပါတယ်ပေါ့နော်ဒါဒီကျွန်မပြပြမယ်ဖက်ဖုံဖန်ကြီးကတော့ဒီဒေဒီပြပြရဲ့ပုံစံလေးတွေကိုပဲပြန်ပြီးတော့ပြပြပါဖြစ်ပါတယ် ဒီစာအုပ်တော့ကိုဖတ်ပြီးဆိုလို့ရှိရင်တော့ဒီအရင်ဦးဆုံးကအမြဲစာအုပ်စာအုပ်တိုင်းမှာအမြဲတမ်းအဲဒီစာအုပ်ရဲ့ပထမဦးဆုံးမှာအမှားစာတို့မာတိကာတို့ဒီစာရေးသူရဲ့အမှားတို့အမြဲတမ်းပါပါတယ်အဲ့ဒီဥစ္စာလေးတွေကိုအရင်ဆုံးဖတ်ကြည့်ရမယ်ပေါ့နော်အဲ့လိုမျိုးအရင်ဆုံးဖတ်ကြည့်ပြီးဆိုမှသာဒီဆိုင်ရေးဆရာကပြောခြင်းနဲ့ ပုံစံလေးတွေအာဒီတချို့ဥစ္စာလေးတွေကိုအာတိမာဖြစ်တယ်ပေါ့နော်အဲ့တော့ကြာဒီအရင်ဆုံးကတော့အမှားစာတွေကိုဖတ်တင်လေပြီးတော့ရင်ဒီစာရေးသူကဘာကိုပြောချင်တာလဲဘာကို message ပေးချင်တာလဲဆိုတာကိုကိုကသိအောင်လုပ်ရမယ်ပေါ့နော်ဒီစာအုပ်ကိုဖတ်တဲ့အခါတခါတလေမှာဆိုရင်စာအုပ်တအုပ်လုံးကိုဒီအစအနေအဆုံးထိဖတ်တာဖတ်သွားလိုက်တယ်ဒီစာရေးသူကဘာကိုပေးချင်လဲမသိလိုက်ဘူး ဘာလို့ပြောချင်မဲကိုနားမလည်လိုက်ဘူးအဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်ကိုကစာဖတ်ပြီးတွေးရမယ်အဲ့ဒီကိုနားမလည်တဲ့ဥစ္စာတွေကိုကိုနားလည်လာအောင်တွေးရမယ်စဉ်းစားရမယ်အဲ့ဒီအခါမှာမတကယ်လို့အကိုဘာလာကိုလုံးဝမတွေးအတွေးတာမရဘူးဒါမှမဟုတ်လို့ရှိရင်လည်းကိုထင်တဲ့ဥစ္စာတွေကမှန်မမှန်တစ်ချက်လည်းပြန်ပြီးတော့ဆက်စစ်သုံးသပ်ကြည့်ရမယ်ပေါ့နော်ဒါကြရင်ဒီစာအုပ်ဒီထဲမှာ ပါတဲ့မှတ်သားတဲ့ဥစားရေးကိုဆိုလို့ရှိရင် notes လေးနဲ့ရေးပြီးတော့မှတ်သားထားရမယ်အဲဒီတော့ကြောင့်မှသာကိုတစ်ချိန်အာလိုအပ်တဲ့အခါမှာအလွယ်တကူပြန်ရှာဖွေပြီးတော့အာဒီဖတ်ရှုနိုင်မှာဖြစ်တယ်ပေါ့နော်ပြီးသွားလို့ရှိရင်အခုလိုမျိုးအာတကူတကလေးတိတိကျလေးအာ notes လေးရေးပြီးတော့မှတ်သားလိုက်လို့ရှိရင်ပို့ပြီးတော့လေကိုယ့်ရဲ့အုံနောက်ထင်မှာမှတ်မိတယ် เนาะရဲဆောင်ထဲမှာဖတ်ပြီးလိုက်ရင်ကကြတော့ဒီဥစ္စာမျိုးကိုဖတ်တော့ဖတ်ဘူးရဲ့စိတ်ထဲမှာတော့ကဖတ်ဘူးတယ်ထင်တယ်ဒါပေမဲ့လုံးဝတိတိကျကျရေးစိတ်ထဲမှာမမှတ်မိဘူးဒီလိုမျိုး notes လေးတေချာလေးထုတ်ပြီးရေးထားလိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ်စိတ်ထဲမှာလည်းလုံးဝအလွတ်ကြီးမှတ်မိနေမယ်ပြီးသွားရင်လည်းဓမ္မမို့လို့ရှိရင်လည်းကိုယ် notes ရေးထားတဲ့အထည်ကိုတစ်ချက်လေးပြန်ပြီးသွားကြည့်လို့ရတယ်ပေါ့နော် ကိုလိုအပ်တဲ့အချိန်မှာလိုအပ်တယ်လို့အော်မြင်မြန်ဆဆန်းပြန်ပြီးတော့တုံပြူနိုင်တယ်ပေါ့နော်ဒါရင်ဒီအဲတချို့စာအုပ်လေးတွေမှာဆိုရင်လိုက်နာတင်တာလေးတွေရှိတယ်။အာဒီလိုမျိုးလိုက်လုံးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝကအောင်မြင်မယ်လို့အာဥပမာဆိုရင်စာအုပ်တိတိကျကျလေ့လာတင်တဲ့နည်းတွေတို့ပါတော့အဲ့လိုမျိုးလေးအချက်လေးတွေဆိုလို့ရှိရင်တော့ကိုကလိုက်နာတင်တဲ့ဥစ္စာဆိုရင်လိုက်နာရမယ်။ ရှောင်ကျင်တဲ့ဥစ္စာတွေမလုံတဲ့နေဟာတွေဆိုလို့ရှိရင်ရှောင်ကျင်ရမှာဖြစ်တယ်ပေါ့နော်။ဒါတော့ကျမတိထားတဲ့စာအုပ်တအုပ်ကိုဖတ်ပုံဖတ်နေပေါ့နော်။ဒီမှာဆိုရင်အာပုံလေးပါတယ်ပေါ့နော်။စာဖတ်နေသလား။ဖြည်းဖြည်းလေးဖတ်။ပေါ့မြောက်အောင်တွေးမရှင်းလျင်မေးကောင်းလျင်မှတ်မလိုအပ်လျင်မေးဆုံးအောင်လဲဖတ်။နောက်ဆုံးစာမျက်နှာကိုကြိုမဖတ်နဲ့။ ချာဖတ်တတ်ပါစေမိတ်ဆွေတဲ့ဒီစာအုပ်ကိုဖတ်တဲ့အခါမှာကိုကဖြည်းဖြည်းနဲ့မမှန်လေးဖတ်တာကပို့ပြီးတော့မှန်ကန်တယ်လို့တော့ထင်မိတယ်ပေါ့နော်ဒီပါဆိုလို့ရှိရင်စာအုပ်တောက်ကိုဖတ်ပြီဆိုလို့ရှိရင်လုံးဝအကြာကြီးဖတ်ရတယ်ဒီမှာပါရေပေါ့နော်။စာမျက်နှာတစ်မျက်နှာတစ်မျက်နှာကိုဖတ်ပြီဆိုရင်တော့အကြာကြီးအကြာကြီးဖတ်တယ်ပေါ့နော်။အော်စာဖတ်နေတဲ့သူပေါ့ အော်တပွားတချို့တွေဆိုလို့ရှိရင်စာဖတ်တာကအရန်အရန်မြန်လေအော်စာဖတ်အရန်မြန်ပြီးတော့အလိုစာဖတ်အရန်မြန်ပြီးတော့ကိုဒီစာအုပ်တွေကနေဘာမှမရလိုက်ဘူးစာအုပ်ကဘာကိုပြောလို့ပြောမှမသိလိုက်ဘူးဆိုရင်တော့အဲ့ဒါကအချိန်ကုန်တာအလက္ခါပဲပေါ့နော်ကိုကအဲ့စာအုပ်ကိုဝယ်ပြီးတော့ဖတ်တာဆိုလို့ရှိရင်ပတ်စံလဲကုန်တယ်အချိန်ကုန်ငွေကုန်ကြီးအော်အလဟတကြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီစာအုပ်ကိုဖတ်ပြီးဆိုရင်သူကဖြည်းဖြည်းလေးဖတ်ပါတဲ့ပြီးရင်ပေါ့မြောက်အောင်တွေး ြောချင်တာကတော့ခုနကကျမပြောသွားသလိုမျိုးပဲဒီစာရေးတဲ့သူကဘာကိုပြောချင်တာလဲဘာကို message ပေးချင်တာလဲဆိုတာကိုကိုကတိတိကျကျသိအောင်လုပ်ရမယ်ပေါ့မြောက်အောင်တွေးရမယ်အဲ့ဒါကမကိုမတွေးနိုင်ဘူးကိုမရှင်းတော့ကိုမရှင်းတဲ့ဥစ္စာကြီးရှိပြီဆိုလို့ရှိရင်တကယ်နားလေတဲ့အာစာဖတ်တဲ့နေရာမှာလုံးဝအာတကယ်ဆရာလို့ကိုစိတ်ထဲမှာထင်မှတ်ထားတဲ့သူတယောက်ယောက်ကိုမေးမြန်းရမယ် ပြီးတော့ရင်ခုနကပြောသွားတဲ့အချက်တွေပဲဒီစာအုပ်ထဲမှာကောင်းတဲ့ဥစ္စာဆိုလို့ရှိရင်မှတ်ရမယ်မလိုအပ်ဘူးမကောင်းဘူးဆိုတဲ့ဥစ္စာဆိုလို့ရှိရင်တော့မေ့ရမယ်ရှောင်ကျဉ်ရမယ် ပြီးရင်စာအုပ်တော့ကိုဖတ်ပြီးဆိုတာနဲ့အစာကိုဖတ်ပြီးဆိုတာနဲ့အဆုံးထိကိုဖတ်ရမယ်ဘုနော်ဥပမာအာတခြားတာကားတစ်ခုနဲ့အာလမ်းကြုံပြောရမယ်ဆိုရင်တော့ကိုဒီလမ်းကိုရွေးချယ်လိုက်ပြီးဆိုလို့ရှိရင်အဆုံးထိလျှောက်ပါကိုဒီအလောက်တစ်ခုကိုစလုံးလိုက်ပြီးဆိုတာနဲ့အဆုံးထိကိုပေါင်ညောင်အောင်လုပ်ပါလို့အာလမ်းကြုံကြီးအာပြောချင်ပါတယ် ပြီးတော့ရင်နောက်ဆုံးစာမျက်နှာကိုကြုံမဖတ်ပါနဲ့တဲ့။တချို့တွေကကြတော့ဒီအစနဲ့အဆုံးကိုပဲဖတ်ပြီးတော့ဂျားတွေရဥစ္စာတွေကိုဒီတိုင်းပဲအော်ပြင်းပြင်းပြင်းဆိုပြီးတော့ပဲဖတ်ချလိုက်တယ်ပေါ့နော်။အဲ့လိုမျိုးကြီးတွေဆိုလို့ရှိရင်မကောင်းပါဘူး။နော်အဲ့ဒီတခြားအာဒီစာကိုကလေးကပြောတာကတော့စာကိုအာတေချာဖြည်းဖြည်းမှန်မှန်ဖတ်ရမယ်အာတေတေချာချာလေးစာအုပ်ကဘာကိုပြောချင်တာလဲဆိုတာကိုအာနားလည်အောင် လောက်ကမဲ့ပြီးရင်ဒီကောင်းတဲ့ဥစ္စာတွေဆိုရင်မှတ်မဲ့မလို့အပ်တဲ့ဥစ္စာတွေဆိုရင်မေ့ပါတဲ့โอเคဒါကတော့စာအုပ်တော်ရဲ့ဖတ်ပုံဖတ်နည်းလေးကိုပြပြပေးတာဖြစ်ပါတယ်အထက်ဆက်လက်ပြီးတော့ကဒီစာအုပ်စာဖတ်ချိန်မရှိဘူးဆိုလို့ရှိရင်အခုလိုမျိုးဒီအော်တခြား အအပြင်စာအတန်းတွေရောကျောင်းစာအတန်းတွေရောတက်နေရတဲ့အချိန်မှာဒီစာအုပ်ကိုဖတ်ဖို့အချိန်တိတက်ရလို့မရှိတော့ဘူးပေါ့နော်ကျောင်းစာရဲ့နှလုံးပန်းနေရတဲ့အခါကျတော့ဒီစာဖတ်ချိန်စာဖတ်ချိန်ကတိတက်မရှိတဲ့အတွက်ကြောင့်အာတစ်ခါတလေမှာအာတခါတလေစာဖတ်ချိန်ဆက်ရှိရေနော်ဒီ PDF file ကနေစာဖတ်တဲ့အခောက်တွေလည်းရှိသလို့ အာတခါတလေမှာဆိုရင်တော့ဒီ Oreo book တွေပေါ့နော် YouTube ကအာ Oreo book တွေပဲဖြစ်ဖြစ်ဒီတခြားရွှေနှုတ် application တို့ဘာလို့လို့မျိုးအာကနေအာ Oreo box တွေကိုလည်းနားထောင်ဖြစ်ပါတယ်ပေါ့နော် YouTube မှာဆိုလို့ရှိရင်လည်းဆရာကြီးတွေဆရာမကြီးတွေရဲ့ main ကိုနေပါတွေကိုလည်းနားထောင်ဖြစ်သလိုတခြားအာကိုယ့်အတွက်အကျိုးရှိစေမဲ့ video လေးတွေကိုလည်းဒီထမင်းစာရေးနေပဲဖြစ်ဖြစ်ဟိုခဏနားတဲ့အချိန်မှာပဲဖြစ်ဖြစ်နားထောင်ဖြစ်တယ်ပေါ့နော် အာတခါတလေကြာရင်လည်းဒီညာဘက်အိတ်တဲ့အချိန်မှာတန်းပြီးတော့မအိတ်ချင်သေးတာတို့အာမအိတ်ပြော်တာတို့ဘာလို့ဖြစ်ရင်လဲဒီဆရာကြီးဖင်ပြင်းရဲ့ဘဝတလန်စာပေတွေရဲ့စာအုပ်ထဲကနေခေါင်းစဉ်တစ်ခုပဲဖြစ်ဖြစ်တစ်ခုပဲဖြစ်ဖြစ်အဲ့လိုလေအဲ့လိုလေးတွေဖတ်ဖြစ်တယ်ပေါ့နော်အာဘယ်လိုပဲဖြစ်ဖြစ်ဒီဒီနေ့ တနေ့တနေ့ဒီစာကိုအများကြီးမဖတ်ဖြစ်ဘူးဆိုရင်တော့နည်း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 လေးနဲ့ဖတ်သွားမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာကိုအုံနောက်မှာကလုံးဝအဘဟုတ္တတရေပြေဝနေမှာပေါ့နော်စာကိုနည်းနည်းပဲဖတ်ဖတ်များများပဲဖတ်ဖတ်ကိုအဲတကယ်ကိုအတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်တော့အအဆင်ပြေတယ်ပေါ့နော်ကိုဒီနေ့တိုင်းမဖတ်ဖြစ်နေတာမှတခါ အာနှစ်ရက်ချာတစ်ခါလောက်ပဲဖတ်ဖြစ်နေတာမှာကို့အတွက်တကယ်အကျိုးရှိတဲ့ဥစ္စာကိုပဲရွေးဖတ်မယ်ဆိုလို့ရှိရင်တော့တကယ်အကျိုးရှိမှာပါလို့ထင်ပါတယ်ဆက်ပြီးတော့ဘ ਹੁ တ္တအနေနဲ့ပြပြပေးချင်တာကတော့ဒီစာဖတ်ခြင်းနဲ့ပဲပတ်သက်ပြီးတော့ဒီစောင်ပုတ်လေးနောက်ခုနဲ့စာပုတ်လေးနောက်ခုကိုပြပြချင်ပါရဲ့ပထမအုံးဆုံးဒီဘက်ကစာပုတ်လေးကတော့ဥသက်ပြောပြောသွားတယ်စာပုတ်လေးဖြစ်ပါတယ် ဥတ္တန်ကဘာပြောတော့တာလဲဆိုရင်တော့စာဖတ်တော်လူမျိုးတီတိုတက်၍တိုတက်တော်လူမျိုးတီစာဖတ်ကြလိမ့်ပြီတဲ့အာပြောချင်တာကတော့သူကလုံးဝရိုးရှင်းရှင်းလေးပါဘာမှတွဲဝိုက်ထားတာမရှိပါဘူးစာဖတ်တဲ့လူတွေကတိုတက်ကြပါတယ်တိုတက်တဲ့လူတွေကလည်းစာဖတ်ကြပါတယ်တနည်းအားဖြင့်ကတော့စာဖတ်ရင်တိုးတက်မယ်ဒါပေမဲ့စာဖတ်တဲ့သူတိုင်းလဲတိုးတက်လားဆိုတော့မတိုးတက်ပေမဲ့လည်း အာတော်တော်များများတော့တိုးတက်တယ်ပေါ့နော်အဲအဲ့ဒီအတွက်တိုးတက်တဲ့လူတိုးတက်တဲ့လူတွေကိုကြည့်လိုက်မယ်တကယ်အာအသိပညာအတတ်ပညာတွေရှိတဲ့လူတိုင်းကစာဖတ်ကြပါတယ်တဲ့အဲ့ဒါတော့ဥတန်ပြောသွားတဲ့စာပုံလေးပါဒီဘက်ကပုံလေးစာပုံလေးကတော့သူကပုံနဲ့အတူတူပါတယ်ပါတယ်အဲ့ဒီပုံလေးကဂျပန်နိုင်ငံမှာရှိတဲ့ပညာပေးရုပ်ထုလေးပဲဖြစ်ပါတယ်အဲ့ဆိုရင်အလောက်ပဲပုံလေးကိုတစ်ချက်တည်းတည်းချာချာလေးကြည့်လိုက်ကြရအောင် ီမှာပေါ့သူရဲ့ပုံထဲမှာဘာလို့ပြချင်တာလဲဆိုရင်ကျမတို့ဒီကလေးလေးတွေကစားကွင်းမှာစီးတဲ့စီရှော့ပေါ့နော်စီရှော့လို့ခေါ်တယ်အဲဒီစီရှော့ဆိုတဲ့ဥစ္စာလေးကိုကြည့်လိုက်မယ်ဆိုတနည်းအားဖြင့်ကြည့်မယ်ဆိုဒီဘက်ကလူဝကြီးဟိုဘက်ကကလေးမလေးကလုံးဝပိတ်ပိတ်လီလီတဲတဲပိတ်ပိတ်တဲတဲလေးပေါ့နော်အဲ့တော့စီရှော့ဆိုတဲ့သဘောတရားမှာကအလေးချိန်များတဲ့ဥစ္စာကအောက်ကိုရောက်နေရတယ် အလေးချိန်များတာအောက်ကိုရောက်နေမယ်အလေးချိန်နေတာကအပေါ်ကိုတက်နေမှာဖြစ်တယ်ဒါပေမဲ့သူ့ပုံနှင်းမှာတော့လုံးဝဖြောင်းပြန်ဖြစ်နေတာကိုတွေ့ပါလိမ့်မယ်လူဝါကြီးကတော့သူကလုံးဝလူဝါကြီးဖြစ်နေပြီမဲ့သူအောက်မှာမရှိနေပါဘူးသူအပေါ်ကိုရောက်နေရယ်ဟိုဘက်ကကလေးလေးကတော့အောက်ကိုရောက်နေတယ်နောက်ထပ်ထူးခြားချက်တစ်ခုကတော့လူဝါကြီးလက်ထင်မှာကစာအုပ်တအုပ်ပဲရှိတယ်ကလေးမလေးလက်ဖက်မှာတော့စာအုပ်တွေအများကြီးရှိပါတယ်ဒီနေ့အဖင်ကတော့ ဘဟုတ္တတွေများနေတဲ့လူနဲ့ဘဟုတ္တနေပါတဲ့လူနဲ့ကိုပြချင်တာဖြစ်ပါတယ်။အဲဒါဆိုရင် အောက်ကစာလေးနဲ့လည်းတစ်ချက်ချိန်ပြီးရကြည့်လိုက်ကြရအောင်။လူတစ်ယောက်၏အလေးချိန်နှင့်တန်ဖိုးသည် အသက်ကြီးခြင်းလူကောင်းကြီးခြင်းကို အလေးချိန်များခြင်းနှင့်မသက်ဆိုင်ပါဘူး။ထို့လူတစ်ယောက်လေလာမှတ်သားခဲ့တဲ့စာအုပ်အရေးအတွက်နဲ့သာဆိုင်ပါသည်တဲ့။ ဘာပြောချင်တာကလူတယောက်မှာအလေးချိန်လေးတန်ဖိုးတွေဘလောက်ပဲကြီးကြီးသူ့ရဲ့အဲ့ဒီလူရဲ့အလေးချိန်ဘလောက်ပဲများများအဲ့ဒီလူကြီးကဘလောက်ပဲတန်ဖိုးပဲဘလောက်ကြီးပဲတန်ဖိုးရှိနေပါစေဘလောက်ပဲအသက်ကြီးနေပါစေဘလောက်ပဲလူကောင်းကြီးနေပါစေအဲ့ဒီအချက်တွေလည်းဘာမှကြည့်လို့မရပါဘူးဘာမှအသုံးစားလို့မရပါဘူးတဲ့အဲ့ဒီလူတယောက်ရဲ့လေလာမှတ်သားခဲ့တဲ့စာအုပ်အစီအတွက်တိ သူ့ရဲ့လိလာမှတ်သားထားတဲ့ဘ ഹു တုတ္တဒီနဲ့သာသက်ဆိုင်ပါရဲ့တဲ့အာအဓိကပြောချင်တာကတော့ဒီလူကြီးကဘလောက်ပဲ one ဘလောက်ကြီးပဲကြီးနေပါစေလူကောင်ကြီးဘလောက်ပဲကြီးကြီးဘာမှအတော့မဝဲပါဘူးလူကောင်လေးတေးပြီးတော့သူ့စီမှာဘ ഹു တုတ္တဒီသာအများကြီးအများကြီးအသိပညာတွေသာအများကြီးရှိနေမယ်ဆိုလို့ရှိရင်သူဘာမှစိုးကြော်ဖြတ်နိုင်မှာပါလို့ အာတနည်းအားဖြင့်ပြောချင်တာဖြစ်ပါတယ်။ဒါတော့ဘဟုတ္တအနေနဲ့ထည့်သွင်းပြီးပြပြပေးတာဖြစ်ပါတယ်။ကဲနောက်ဆုံးအနေနဲ့အနှစ်ချုပ်ပြီးပြန်ပြောရမယ်ဆိုရင်တော့စာဖတ်ခြင်းအလေးကမရှိမနေအာမရှိမဖြစ်ပေါ့နော်မဖြစ်မနေရှိတည်ပါတယ် အလူတယောက်မှမဖြစ်မနေစာဖတ်တဲ့နေပေါ့နော်နေ့တိုင်းမဖတ်နိုင်ဘူးဆိုရင်တော့မှဒီနေ့ခြားတခါအာဓမ္မမို့ရင်လေဒီအိုင်ကိုဖုန်းတုံးနေရင်လေကိုရဲ့အာဖုန်းထဲမှာတက်လာတဲ့ဒီစာလေးတွေစာတူလေးတွေကိုလိုက်ဖတ်မယ်ဆိုရင်ကိုကိုအတွက်အကျိုးရှိမှာအမှန်အကန်ပါပဲဒါရင် ပုံလေးတွေရအတိုင်းအပုံလေးနဲ့ဒီဒုတိယစာကြောင်းလေးနေရာနည်းနည်းတော့နည်းနည်းဆက်ဆက်မှုရှိပါတယ်ဒီလူတွေမှာအသက်ရှင်ဖို့အတွက်အာဒီခနာကိုအတွက်ပေါ့နော်လူနဲ့မဟုတ်ပဲခနာကိုနဲ့ပြောမယ်ပေါ့နော်ခနာကိုအတွက်ခနာကိုလေးမှာအာဒီအသက်ရှင်ဖို့အတွက်အားအင်ရှိဖို့အတွက်အစာအတောက်တွေစားဖို့လိုအပ်တယ်လို့ပဲအုံနောက်ကလည်းစာပေပဟုတ္တတာတွေကိုလိုအပ်ပါရဲ့ အာလူတွေမှာလူတွေကဒီအသက်ရှင်ဖို့အတွက်အစာစားရတယ်လို့ရောဒီအုံနောက်ကလည်းသူအာအသက်ရှင်ဖို့အတွက်အုံနောက်အာလေပတ်ဖို့အတွက်ဒီအာစာပေဘဟုတ္တရီလိုအပ်တယ်ပေါ့နော်ဒီစာပေအာစာဖတ်မှပဲဘဟုတ္တရီတိုးပွားလာမှာဖြစ်တယ်ဘဟုတ္တတိုးပွားမှသာလူမှုဘဝတွေလူမှုအစ်အတန်းတွေကလည်းတိုးတက်လာမှာဖြစ်ပါတယ် အဲနောက်ဆုံးအနေနဲ့ပြောချင်တာကတော့အဟုတုတမရှိတယ်လို့ဟာလူရိုင်းနဲ့တူတယ်လို့ပြောကြပါတယ်အစုံအနေနဲ့တခုပြောချင်တာကတော့ဒီမှာတော့အခုခေတ်မှာလောကတိုးတက်လာတဲ့ခေတ်ကြီးမှာဆိုလို့ရှိရင်နိုင်ငံတစ်နိုင်ငံရဲ့အကြောင်းကိုသိဖို့နိုင်ငံတစ်နိုင်ငံကိုရောက်ဖို့ကိုယ်တိုင်ကိုကြ မရောက်ပဲနဲ့စာလေးဖတ်လိုက်ုံနဲ့ကိုကိုတိုင်းရောက်သွားတယ်လို့မျိုးကိုကိုတိုင်းသွားရောက်လေးလာလိုက်တယ်လို့မျိုးအကုန်လုံးကိုတည်တည်ချာချာစာဖတ်ပြီးတော့လေးလာလို့ရတာဖြစ်တဲ့အတွက်စာဖတ်ခြင်းကလူတိုင်းအတွက်လုံးဝကိုတန်ဖိုးရှိပါတယ်လူတိုင်းအတွက်လုံးဝကိုအရေးကြီးပါတယ်လို့ပြောရင်လည်းညီကုန်းချုပ်အပ်ပါတယ်ရှင့် ကဲ့ကျမရဲ့ပြောကြားပေးသွားတာလေးတွေကို အဆုံးထိနားထောင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်